โอเคမင်္ဂလာပါအဲကျွန်တော် CS ကွန်ပျူတာနေပြန်လေးကြိုဆိုပါရစေဟိုကျွန်တော်ဒီခေါက်မှာပါဝသွားမလဲဆိုရင်တော့ရင်ခေါက်က CSV file ကိုပါလုပ်ခဲ့ပြီးတော့ write ခဲ့ပြီးလေ write ပြီးတော့ data တောင်းသိမ်းခဲ့ပြီးပဲသိမ်းခဲ့ပြီးတော့ကျွန်တော်ဒီမှာကြည့်အဲဒီ object ကိုကျွန်တော်ဆောက်ထားတဲ့ object ဒီ memory ပေါ်မှာဖြစ်တဲ့တော့တခါ run နိုင်တာလေးပဲပြင်ပြင်ရတယ်ဟုတ်လားဒါလေးပဲပြင်ပြင်သုံးနေရပါလေဒီစာကြောင်းလေးမပါလို့မရဘူးဒီ data တွေဒီဘယ်ရနေလဲကျွန်တော်တို့ memory ပေါ်မှာလက်တန်းရိုက်ထည့်လာခုကြတော့အဲ့လိုမျိုးတော့ဒီ data ဒီဘယ်မှာရှိနေပြီးတော့ .csv file ဆိုပြီးတော့ကျွန်တော်တို့ရဲ့ file နဲ့ ဟက်တဲ့မှာရှိနေအဲ့ဒီရဲရကနေကျွန်တော်တို့ဘာလုပ်ပါလဲလမ်းပြီးတော့ဖတ်ပါဒါ dust ဖြူရတယ်အဲ့ဒီတော့ကျွန်တော်တို့ဒီ object တွေမှာပဲမတ်တက်နေကြီးပဲဒီကနေပဲကျွန်တော်တို့လမ်းပြီးတော့အသုံးပြုโอเคမလားဟုတ်ပြီအဲ့နောက်ခေါ်မယ်အဲ့နောက်ခေါ်မယ်ပြီးတော့ဘာလို့ဒီမလဲဆိုရင် df ဟုတ်လား df ddf တွေညီနေပဲနော်ညီနေပဲ df ကိုတော့ read data ပေါ့လေ i a deris datf data ဟုတ်လား read data read data မှာကျွန်တော်တို့ဒီဘာ parameter ယူလဲဆို file name ယူလဲဘယ် file ကိုဖတ်မှာလဲအဲ့လောက်ဆိုရတယ် အဖိုင်လေးဖိုင်ဒီရနဲ့ဟွာနဲ့မတူဘူးနော် enemy name ဖိုင် name အဲ့တော့ default parameter ထည့်ထားမယ်ဘာဖြစ်လို့လဲ error ကင်းသွားအောင်လို့တော့မရှိရင်လည်းတော့ default line full colon ပြီးရင် wndh quest နဲ့ပဲကျွန်တော်ရေးမယ် open open function ကိုကျွန်တော်တုံးမယ် bitin open function ရှေ့မှာပြခဲ့တဲ့အတိုင်းပဲဒါလေးကျွန်တော်ချိန်လာမယ်အဲ့ဘယ်လို open function open function နဲ့မှာခုနကလိုပဲ f file sorry f file l file and name file name ရင်တော့ဘာမုန်းနေဖမ်းမယ် reader file တော့တော့ read မှာပါရတယ်ကျွန်တော်ဘာလုပ်မလဲ remote နေဖတ်ဖတ်လိုက်တာနဲ့ဒီကောင်ဒီတကူရနေဟာ ass csv file လို့ပဲပေးလိုက် csv file ကိုကြတာပေးလို့ရနော် csv file အဲ့ထဲမှာမှကျွန်တော် file ကို read မယ်ကဲ csv file ကိုသူ plain ဖတ်နိုင်လားကြည့်ကြည့်မနော်ဒါဆိုရင်တော့ csv file ကြီးကိုသူဖတ်နေပြီဗျာ open function return ပြန်လာတဲ့ file ကြီးကျွန်တော်တို့ရတယ်ဒါပေမဲ့ csv file ဖြစ်တဲ့အတွက်အဲ့လိုတန်းဖတ်လို့တော့မရဒါလေးကိုကျွန်တော် comment ခံပြီးရေးထားတယ်ဗျာနော် c s v f i l e f i n d r e a t r e a d s ဟော reader တဲ့နဲ့ဖတ်မယ်ဆိုရင်ထွက်တော့ထွက်တယ်ကြိုးကြောင်ထွက်လိမ့်မယ်အဲ့ဒါတက်ရင်လည်းတက်လိမ့်မယ်အဲ့ဒါသက်သက်ထားလိုက်တော့ပြီးကျွန်တော်တို့ reader တခုယူမယ် dtf data r e a d e ဒီ reader data reader ဆိုပြီးတော့နာမည်ပေးလိုက်မယ် data reader ဆိုရှော့ပါလေဗျာ reader လို့ပဲပေးလိုက် sorry ဟုတ်လားဟုတ်လား sorry r e a d e r reader လို့ပဲပေးလိုက် reader ဘယ်ကနေရအောင်လဲတော့ csv module အနေနဲ့တော့ csv.readr reader reader object သူ့လည်းခုနလိုပဲ reader မှာလည်း writer လိုပဲ delimiter နဲ့ parameter တစ်ခုပေးရအောင်ဟုတ်တယ်ပုံမှန်လည်းကျွန်တော်တို့က buslet and နဲ့ကျွန်တော်တို့ control လုပ်တာဟုတ်အခုလည်းလို buslet နဲ့ပြန်ပြီးတော့ control လုပ်လဲโอเคနော် repeat သွားရင်ကျွန်တော်တို့ဘာလုပ်မလဲဒါဆိုကျွန်တော်က reader မှာကျွန်တော်က data တွေဝင်နေနော် csv.reader ဆိုတာနဲ့တော့ read ပြီးသွားတယ်ဒီထဲမှာ data တွေရအဲ့ data တွေကဒီထဲမှာဝင်နေပြီဒီ memory location ဒီ variable name နဲ့မှာတင်ပြီးသွားတယ်တင်ပြီးသွားတဲ့ကောင်ကျွန်တော်ဘယ်လိုထုတ်မလဲစဉ်းစားကြည့်လိုက်ရင်ကျွန်တော်ဘာနဲ့တင်ခဲ့တာတော့ဒီမှာ list နဲ့တင်အဲ့ဆိုရင်တော့ list နဲ့ပြန်လက်ခံလက်ခံမယ်ဆိုတော့ out put output တော့ပေးလိုက်မယ်နော် output equal ဟိုပါလေ list data တိုင်းလေးတစ်မျိုးတစ်စားတစ်ခုတည်ဆောင်မယ် list တဲ့ကို data list ရဲ့ data ထုတ်ရင်ဘာနဲ့ထုတ် for နဲ့ထုတ် list ရဲ့ list ဒီ playlist တွေကို data ထည့်နေပါနဲ့ပြန်ထည့်ရမှာတော့ for နဲ့ပဲပြန်ထည့်ရမှာပေါ့အဲ့လို theory တွေမှတ်ထားရဲ F4 for ITEM items လို့ပေးလိုက်ရယ် in ဘယ်ထည့်ရ in လဲဆိုရင်ကျွန်တော် reader ထဲရ IEA EADER reader ဟုတ်မလား reader ထဲမှာရှိတယ်ကျွန်တော်ဘယ်ထည့်ထည့်မလဲဆိုဒီ output list တွေကို output list ထဲမှာကျွန်တော်ရှေ့မှာ list တွေတင်ခဲ့တယ်ဘာတွေရှိလဲဆိုရင် pd post app append ဆိုတဲ့ method ရှိတယ် emt append append ဆိုတာဆက်တာလေဘယ်လိုဆက်မှာလဲ item ကိုကျွန်တော်တို့ set ပြီးတော့ output ထည့်ထား item as item item ကတော့ list တွေ0ကနေစတယ်ပဲ။အော်အဲ့တော့ append ဆိုတဲ့သဘောတရားတယ်။ဒီမှာဒီ list ဒီ plain list ဘဏ္ဍခန်းဒီ list ကိုဘဏ္ဍခန်းမှာလို့ကျွန်တော်တို့ပြောတာမပြောဘူးသူထည့်ကျင်တော့ထည့်သွားတယ်။ဒီမှာ၅ခုချင်းဒီမှာ0 1 2 3ဆိုတဲ့အစင်တိုင်းထည့်သွားတယ်။ကျွန်တော်တို့ဒီ append ဘယ်ကနေ set တာလဲ0ကနေ set သွားတယ်။ဟုတ်ပြီလား။အဲ့ဒီကိစ္စကျွန်တော်တို့ဒီမှာဒီစာကြောင်းမှာလို့လုပ်ပြီးရင်ထည့်ပြီးတဲ့ကိစ္စပြီးရင်ထားလိုက်တော့ကျွန်တော်တို့ပြီးရင်တော့ဘာလုပ်ရမှာလဲ။ file ကိုပြန်ပေးရမှာလဲ။ ဟုတ်လားပြန်ပေးရမှာဆို close file နေကျွန်တော်တော့ with နဲ့ရေးထားတာဖြစ်တဲ့အတွက် close file ရေးတယ်မလို့ဒါပေမဲ့ပြီးတာအောင် brn ဒီ print data redux ပေါ့နော်အဲ့လိုလေးထုတ်ပေးလိုက်မယ်ပြေးကြအောင်လို့အဲ့ဒါတိုင်းလည်းသိအောင်လို့ r i a d e d redux ဟုတ်လား data redux ပြီးရင်တော့ return ဒါပါ i t u r return ဘာကိုပြန်ပေးလိုက်မလဲကျွန်တော်တို့ output ကိုပြန်ပေးလိုက်မယ်အဲကဲနည်းနည်းရှုပ်နေပြီ တေချာတယ်ယုံတယ်တိလားဘာဖြစ်လို့လဲကျွန်တော်တို့ဗီဂန်တော့လည်းအဲ့လိုပဲဟုတ်ဘာမှဖော်ဘလိုပန်နေမှကိုနားမလဲဟုတ်လားဘာလို့ရတန်းပြန်နေမှကိုနားမလဲဒီမှာ output ဆိုတဲ့ကောင်လုံးစီရှိရလုံးထည့်တဲ့ရှိရထည့်ပြီးရတန်းပြန်ပြီးအဲ့ဒါဆိုတော့ဒီ read data read data method ကိုသုံးနေလူပြီး memory location တစ်ခုခုနဲ့တော့လက်ခံနေအောင်ဟုတ်ကဲ့နော်လက်မခံတော့ဘာမှထူးချင်ဘူးကြည့်ရဆိုတော့ချိန်ဆက်သုံးနေတဲ့ခါကျွန်တော်သွားမယ်ဟုတ်ကဲ့ကဲဒီ data ကိုကျွန်တော်ကြည့်မယ် data ကြောင့်ဖြတ်ပြလဲမလို့တော့ဘူးလေဒီ new data ကြီးကျွန်တော်က memory ပေါ်မှာပဲလာကတ်ဆောင်တာကတ်ဆောင်လာလာဖြစ်တဲ့အတွက် တခါတခါလည်းဒီစာကြောင့်ဖြတ်ပြီဟောပြောဖြတ်လို့ sorry sorry ဘာလို့ဖြတ်တာလဲ shift and delete okay ပြတ်သွားပြီကြည့်ဆိုတော့ဒီ data တွေပဲရရမှာပြန်ဖတ်တော့မယ်လीကျွန်တော်တို့အစတော့ကျွန်တော်တို့ file ဒီ memory မှာရှိနေတယ်ဖြစ်တဲ့အတွက်ဒီ object ကိုစောက်စောက်ပြီးတော့ထည့်တယ်အခုလောလောဆယ်ကျွန်တော်တို့ file ရလုတ်ရလို့လားမလို့လေဒီထဲမှာကျွန်တော်တို့ test file ဆိုတဲ့ထဲမှာ id data တွေရှိမနေဘူးလားရှိနေအဲ့ဒီကနေပြန်ဖတ်မယ်ကဲဘယ်လိုဖတ်မှာလဲဟုတ်လား new data မလို့တော့ ਨੇ data new data လို့ပဲပေးလိုက်ပါနော် new data ဒီဒီမှာသုံးထားတာပေါ့နော်ဒီဟာသုံးတာဒီဒီနာမည်နဲ့ဒီ variable name နဲ့ပြန်သုံးလိုက် group variable name နဲ့ပဲလက်ခံလိုက်မယ်အဲ new data ကိုကျွန်တော်ဘယ်အဖိုင်မလဲ data data dot save data မို့ကျွန်တော်တို့ဘာလို့ read read data data read data မှာကျွန်တော်ဘာလို့တော့ file name လေးပဲလိုတယ်အဲ့ file name ကိုကျွန်တော်တို့ဒီမှာသိမ်းထားတယ် test file လေးသူလမ်းမြင်မဲ့ file file လမ်းကြောင်းကိုညွှန်ပေးရမယ်နော်ကျွန်တော်တို့ကဒီထဲမှာဟို folder တူနေတာဟုတ် ဒီဘာများတကယ်လို့ document ပေါ် desktop ပေါ်မြန်ဖြစ်နေခဲ့ကျွန်တော် document desktop ပေါ်ကျွန်တော်ဘာလုပ်ပြလဲညွှန်ပြရကျွန်တော် set တယ် read data method ကိုတော့မှတ်ကြည့်ကို create လုပ်ထားတဲ့ဟာပဲလေ read data တွေဘာလို့တော့ file name ဆိုတဲ့ parameter တစ်ခုလိုတယ်ဘာမျိုးစားလဲ data မျိုးစားပြောအောင်ဆိုရင် string မျိုးစား file name ပေါ့နော် file confirm မဲ့ file ရဲ့နာမည်ကို string data တိုင်းနေနဲ့ရိုက်ပြီးပါရိုက်လာတဲ့အောင်ကျွန်တော်တို့ဘာနဲ့ဖွင့် open နဲ့ဖွင့်ဘာအနေနဲ့ဖွင့် remote နဲ့ဖွင့်ဒါပဲဒီ open နဲ့စပြီးတော့ open ဒီကျွန်တော်တို့ file io ရဲ့ဝင်ပေါက်ပဲပိုင်းတယ် open function နားလည်နေရရှင်းပါလေ open function တည်တံပြောပြီးသားနော် okay မင်း okay ကြရဆိုကျွန်တော်တို့ run ကြည့်မယ်ဗျာအပြောလေးတွေကြော်လိုက်မယ်လုံလေးနဲ့တက်သေးပြန်ဗာရင်းနဲ့အင်တာနက်တက်သေးလဲလို့ဟာတက်သေးတယ်ဟာတက်သေးတယ် okay ကြည့်မယ်ဘာလို့တက်တာလဲဘာမှမပူနဲ့ format data line နဲ့ read data နဲ့ file name နဲ့ intonation error နဲ့ does not match အနာ oh interstation error လောက်ကတော့လာတာအဲ့ဒါဘယ်သူကဘယ်ကိုပြောနေရလဲကြည့်လိုက်လာတာမလို့ DEF တော့ကျွန်တော် method create လုပ်တဲ့နေမှာသူ inundation air tank ရဲ့ဟုတ်တယ်လေတခြားကြီးအောင်နေပဲဘာလို့တက်နေရလဲ wet နဲ့မြန်မညီရလား DEF ကပဲကျွန်တော်တို့ baselet ဖြစ်နေတာအဲတွေ့လား das baselet လို့နေတွေ့လား read data တော့ဒီမှာလေးဒါ end တော့တခြားချင်းသွားကြည့်ဟုတ်အခြား ID ဆိုရင်တော့ကျွန်တော်အကူကြီးရဒါဒီပိုင်းသွင်းပေးတယ် idea လေးကိုကျွန်တော်တို့သုံးလိုက်။ဟုတ်ကဲ့လား။ Windows Genet ပြန် run မယ်။ test file run pa ။ဟာတက်သေးတယ်တက်သေးတယ်ကြည့်မယ်တက်သေးချင်းတော့မဖြစ်မပူနဲ့မပူနဲ့ Python basis formula data line with data and read data အဲ read data မှာမြင်တက်တယ် operators append a b b e n d ed append as ဖြစ်လဲစလုံးဝမှနေ index error အဲ list index order range okay ကြည့်မယ်အဲ့ဒီပြတဲ့အောင်ကျွန်တော်ရှင်းပြ okay နော်ကျွန်တော်တို့ခုန error တက်တာ error စတက်တဲ့ဟာကိုကျွန်တော်ပြမယ်ဒီမှာကြည့်သူတက်နေတဲ့ error ဒီတော့ဒီမှာထိတ်ဆုံးအောင်ကြည့်လိုက် index error list index order range ဟုတ်နော်ကျွန်တော် item တွေကြည့်ကျွန်တော်ရေးထားတဲ့အကောင်ကိုကြည့်လိုက် item တော့ list ကိုဘာဘာဘဏ္ဍခန်းရယ်ဘလောက်ရယ်လို့မပေးပါနဲ့တိုင်း list ကို create လုပ်တယ်ပြီးရင်တော့ list ကို0ကနေစပြီးတော့ index ကိုလုပ်ဖော်နေပတ်နေတဲ့ချိန်မှာဟုတ်နော်ဖော်နေပတ်နေတဲ့ချိန်မှာသူဒီ define ပဲတွေ့နေတယ်ဟုတ်နော်ဖော်နေတော့လို့ပတ်ရအောင်မလို့ဖြစ်နေဟုတ်နော်အဲ့ဒီကြောင့်သူဒီ list index order range ဆိုလို့ပြဘာလို့လဲဆိုတော့သူဒီ find find လို့ဖလိုက်တဲ့ချိန်မှာသူဒီတစ်ချောင်းတစ်ချောင်း ဘတ်ဘေးတကူတော့ comma separator တကူတကူကို list တကူတကူလုံးနေရပြီတော့ list ကမလောက်ဘူးဖြစ်နေ။အဲ့ဒီတော့သူဘလို့ all လဲဆိုရင် index range ဟုတ်လား list index out of range လို့ရင်း list စကမ်းမလောက်ဘူးလို့လဲဟုတ်လား။ဘာဖြစ်လို့လဲ list ကနည်းနေလို့ပေါ့ဟုတ်မလားကြည့်ရင်ကျွန်တော်တို့သိမယ်။ဒီနေရာမှာဘာကိုကွာနေလဲဆိုတော့ဒီနေရာမှာ new line parameter တကူလိုတယ်။ကျွန်တော်အဲခဏရက်ပြီးတော့ကျွန်တော်အပြေရှာလိုက်တယ်ဟုတ်လား။အဲမှာတော့ new line တွေဘာလို့လိုလဲဆိုတော့မျက်စိတယ် ပြန်ကျွန်တော်တို့ open စဖွင့်တဲ့အချိန်မှာကျွန်တော်တို့ဒီ parameter နှစ်ခုကိုဒီကထားတယ်မထည့်မနေဒီမှာကျွန်တော်တို့က bus page sorry အ agreement ပါ keywords parameter အနေနဲ့ကျွန်တော် new line ကိုတစ်ခါလေးထည့်ပေးရမယ်ဟုတ်ဘာ parameter တွေရှိသေးလဲသိကြအောင်ဒီမှာကြည့်ကျွန်တော် open function ကျွန်တော်ဒီမှာလုပ်ပြမယ်နော်ဒါကိုတစ်ချက်ပွင့်မယ်ဒါကြည့်ဒီရောက်ကရင်တော့ open function open 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 function ဒီလိုလုပ်လိုက်တယ်နော်သူဒီအဲဒါပြန်ပိတ်လိုက်မယ်နော်ဒီ error တွေကျွန်တော်ရှင်းပြီးသွားထားလိုက်တော့နော် intonation error တွေထားလိုက်တော့ဒီကောင်ကျွန်တော်တို့ခုနက data က list order range error ဟုတ်မလား list order range error တက်တယ် okay အဲ့ကောင်ပြေးလိုက်ပြေးရအောင် idn လေးနဲ့ပြန်စား open function parameter လေးကိုပြချင်ဟုတ်မလား open 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 function close space နဲ့ right prime လို့လဲ prime မရှိမဖြစ်လို့လဲ mode မသိမရှိမဖြစ်လို့လဲ buffering encode အရင်ခါပြရခဲ့ပြီဂျားထဲမှာ error သူဒီဟို parameter စင်ဝင်ရေးမယ်ဆို first 1 2 3 4 5 6 6ခုမြောက်ပါ ယ်နေယူလိုင်းကိုကျွန်တော်တို့ပါရမီတာလိုတယ်ဓာတ်ဘောအနေနဲ့သူဒီနန်းထားလိုက်ဖြစ်တယ်ဆိုသူဒီနေယူလိုင်းနဲ့မဖက်ဘူးတချောင်းစီဖက်ချတာဒီ CSV file ကိုဒီ open function ဟုတ်လားတချောင်းစီဖက်သွားတဲ့ချိန်မှာကျွန်တော်တို့ဒီမှာလေးကျောထည့်ထားတဲ့ object like ကြီးဖြစ်နေရောဖြစ်နေဖြစ်တယ်သူဒီ list နဲ့ကျွန်တော်တို့လုပ်ထားတာမကိုက်မကိုက်တော့ကျွန်တော်တို့ဘာပါရမီတာလိုနေလဲဆိုရင်နေယူလိုင်းပါရမီတာလိုရယ်ဟုတ်လားသလုံးဟိုပုံမှန်မဲ့ new line ပဲ new line ကိုကျွန်တော်တို့က bazel and နဲ့သွားနိုင်တယ်ကြည့်မယ်ဒီ re ကနေတော့ any w new align any line new line parameter equal to အဲဒါ keywords parameter ထည့်တယ်လို့ခေါ်တယ် bus left sorry ဒီထဲကိုဝင် bus left and ဒါလို့ထည့်လိုက်ကျွန်တော်တို့ error ပြောင်းတယ်ကဲဒါလို့မထည့်သေးဘူးကျွန်တော်ဒီကောင်တခါလေး control h control s လောက်ထားမယ်လောက်ပြီးတော့ပြန် run ပြမယ်ဒီချိန်ဒီမှာပြန် run ပြမယ်ခုနတက်တဲ့ error run module okay တွေ့လား list in this order range အဲအဲ့ဒီပြဿနာတွေတရားဖြစ်တာလို့ဆို ဒီမှာနေယူလိုင်းတဲတာလေးမထည့်ခဲ့တော့ okay ဒီထဲမှာကျွန်တော် control ပူပြီးဆိုပြီးတော့နေယူလိုင်းကိုထည့်လိုက် control ပြန်လုပ်မယ်ကျွန်တော်ဒီ open function မှာနေယူလိုင်းပါရမီတာပါရမီတာ၈ခုရှိရတယ်၆ခုမြောက်ပါရမီတာ၆ခုမြောက်ပါရမီတာကို၆ခုမြောက်မှာရောက်အောင်ထည့်မယ်ဆိုကျွန်တော်ကဂျားထဲမှာမလိုအပ်တဲ့ဟာတွေထည့်အောင်ပါလေ prefer နေကိုကိုလုံးနေတဲ့ method အတွက်မလိုအပ်တဲ့ဟာတွေပေါ့နော်အဲ့လိုမထည့်ချင်ကျွန်တော်ဘာဘာထည့်လို့ရလဲဆို keywords ပါရမီတာထည့်လို့ရ Okay မလား Okay အဲ့ဒီကားလေးထည့်ပြီးတော့ပြန်စိတ်နော် controls.save ပြီးရင်ကျွန်တော်တို့ test file ကိုပြန် run ကြည့်မယ် ram module ဟုတ်ဆေးသွားပြီ data reader data writers ဒီကပဲပြန်ထုတ်တွေ့လားဒီကပဲပြန်ထုတ်ဟုတ်တယ်လေ file ထဲမှာလည်းဒါပဲရှိတာဟုတ်โอเคမလားဘာဖြစ်လို့လဲကျွန်တော်ယနေ့ကတော့လို့ဒီမှာ new object တွေစောင့်ဆရာတွေ့တယ်လားမလို့တော့တစ်ခါစောင့်ပြီးတစ်ခါထည့်လိုက်တယ်သူပြီးလမ်းဖတ်သွားအဲ့လို object စောင့်ဆရာမလို့တော့တွေ့ memory ပေါ်မှာ location တက်တာပါဟုတ်လား object new new တွေခေါ်ကြအောင်ဒါပေမဲ့ဟို variable name တစ်ခုတော့ယူရမယ်လေဟုတ်ကဲ့ဒါသည်ဒီ data တွေဘယ်ကနေဖတ်လိုက်တာတော့ file ကနေဖတ်လိုက်တာအခုနောက်ဒီကျွန်တော်တို့ new data တွေဘယ်ကနေသွားလိုက်တာတော့ new data ဆိုတော့ data ကို object ပေါ်ယူကျွန်တော် direct ထည့်ရတာ memory ပေါ်မှာမယ်လို့အဲ့ဆိုကဲ define မှာ data တွေအယောက်တရာရှိရှိအယောက်တစ်ထောင်ရှိရှိကျွန်တော်တို့ဒီဘာလုပ်လို့ရလဲလမ်းဖတ်လို့ရတယ်ဒါကြောင့်တို့ find read write write read ပေါ့နော် write တယ်ပြီးရင်တို့ read ကဲကျွန်တော်နောက်တစ်ခါတော့တကယ်တမ်းမှာ update လုပ်တာတွေကျွန်တော်တို့တစ်ချက်ကြည့်တာ okay မလား okay thank you ပြန်